ျမတို့တွေကြုံသက်ဆူပြီးစောက်ကြိုးနဲ့မှောက်ထိုးလဲကိုကြိုးနဲ့ရတဲ့အစ်စ်ကိုရောက်လာလို့တော်လန်ကြီးလုံနေတဲ့သူအပေါင်းအလုံးကိုသိစေချင်တယ်ခဏလေးရန်အောင်အင်ချစ်ကိုကြောင်းပြီးဘုံခွဲပြီးတော့တတိပေးလိုက်တာတတိပေးစရာဘာအကြောင်းမလဲတခါတည်းအပြက်ရှင်း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 အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အတူအယောင်ရွေးကောက်ပွဲဝါရဖြန့်ဆက်ကားရိုက်ကူးသည့်နမဲကြီးတရုတ်ဆောင်များအားအပြည့်ရှင်းပေးဖို့တောင်းဆိုလိုက်သည်မူ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာကျွန်မဒီနေ့ပြောချင်တာကတော့ဟိုအမြုပ်ပညာရှင်တတိုက်လေးပေါ့နော်တတိုက်လေးပေါ့မအားလားဘုံငုံတာမဟုတ်သူကဟိုဟာဘုံသူကဟိုဘယ်လိုပြောပြောမလဲထွေးပေါင်းရည်လေးနဲ့ခံပြီးတော့တောက်နေတဲ့အောင်ခိုင်လို့နေတိုးလို့ဘာညာပေါ့ဗျာအဲ့ဒီ600အဖွဲပေါ့နော်ပြောရမယ်ဆိုလို့ရှင်ဟို ဒီကျမတို့ကတော့တော်လန်ရေးဆိုတော့တော်လန်ရေးစကားပြောရင်ဒါပေမဲ့ကျမတို့ကနှစ်ဖက်လုံးကိုပြောမှာကျမတို့တော်လန်ရေးဖက်ကိုလည်းပြောမယ်ဘုံမုံနေတဲ့အဖွဲ့ကိုလည်းကျမကပြောမယ်ရှင်းရှင်းလေးပဲเนาะအဲလာမတ်လို့ရတယ်လာဆဲလို့ရတယ်ပြောကြိုက်တလို့ပြောလို့ရတယ်လာဝေပန်တဲ့သူတယောက်ကမှဘသူ့ကိုမှကျမတုံ့ပြန်မှာမပါဘူးเนาะအဲ့တော့အညွတ်ပညာရှင်ဒီမအားလာရဲ့ ဟိုအလိုတော်ကြောက်ကိုပျော်တော်ဆက်နေတဲ့အညုပညာရှင်ပေါ့နော်ကျမတို့အမေဒီဖက်ကိုလာပြီးတော့နေတိုးဆိုပို့ဆိုးတာပါမယ်ဘုံကျဲတာဟာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့တော့နေတိုးတို့အောင်ခိုင်းတို့ပေါ့နော်အားလုံးကိုနာမည်တက်ပြီးတော့ပြောချင်တာကပေါ့နော်နင်းသိထားဖို့ຢာကမကြသေးခင်ကမှရခိုင်ပြည်မှာចောင်းသူចောင်းသားလေးတွေရဲ့ទွေးကမឆောက်သေးဘူး တို့မိဘတွေရဲ့ရင်ထဲမှာတို့သားသမီးတွေရဲ့ပုံရိပ်တွေကဒီအောက်ဆီဂျင်ရှူဆိုင်ပြီးတော့24နိုင်လုံးတို့ရဲ့ပုံရိပ်တွေမြင်နေသေးတယ်နော်အဲနောက်ထပ်ဒီပေးလျာပေါ်မှာရှိနေတဲ့သူကြီးကလည်းမချောက်သေးတယ်လို့ရက်ခွက်ထဲကသူကြီးလည်းမချောက်သေးဘူးမြို့ရွာတွေကသူကြီးလည်းမချောက်သေးတယ်လို့အတန်းပညာသင်တဲ့เจ้าကသူကြီးလည်းမချောက်သေးတယ်လို့အဲဘာသာရေးတရားเจ้าတွေမှာလည်းသူကြီးတွေမချောက်သေးဘူး ဒါတွေကိုရှင်လို့လူလူသိမယ်ဆိုရင်စာနာသိတယ်လို့ပဲကျွန်မထင်တယ်ပေါ့နော်အဲ့တော့ရှင်တို့ကအအမှုပညာရှင်ရှင်တို့ကအမှုပညာမဟုတ်အညုပညာရှင်ရှင်တို့ကိုအခုဒုက္ခဒုက္ခရောက်နေတဲ့အချိန်မှာရှင်တို့ကိုအားပေးတဲ့ပြည်သူကတရားမှာ95ယောက်လောက်ရှိတယ် နော်ဟာငါတို့ကအမှုပညာရှင်ပဲနေတို့ကပါတယ်ဟိုနိုင်ငံကနေငါတို့ကိုမအော်နဲ့ဒီနိုင်ငံကနေငါတို့ကိုမအော်နဲ့လို့နေတို့ဖြည့်ရှင်းချက်လာမပေးနဲ့နေတို့အမှုပညာရှင်တွေ နေတို့အမှုပညာရှင်တွေ ရှူရှိုက်နေတဲ့အောက်ဆီဂျင်ကငါတို့ပြည်သူလူထုရဲ့ချွေးနေစားတယ်ဟဟလာအဲ့တော့နေတို့ကလည်းပြောပါမယ်လေနေတို့ကဘသူကကြည်ခိုင်းလဲဘသူကအားပေးခိုင်းလဲ ပြည်သူအားပေးလို့နေလို့အမှုပညာရှင်ဆိုတာဖြစ်လာပြီးစင်ပေါ်ကိုရောက်လာတာဘယ်သူကမှအားမပေးဘယ်စင်ပေါ်မှမရောက် TikTok ဆိုတဲ့ social media ပေါ်မှာဒါမှပြည်သူအားမပေးရင်ဘယ် TikTok ရဲ့အဲဘယ်လိုပြောမလဲဝင်ဆက်မှုတော့မလွယ်ဘူးဒါပြည်သူအားပေးလို့ TikTok တွေမှာတော့ဆယ်ရီဆိုတာဖြစ်လာသေးတာဟာလားဒီလိုလိုမျိုးအမှုပညာရှင်ဒီလိုလိုမျိုးအမှုပညာရှင် ဆိုတဲ့ဟာတွေကိုငါတို့ပြည်သူတွေရဲ့ချွေးနှဲစာနဲ့အားပေးခဲ့လို့နင်တို့လူတစ်လုံးသူတစ်လုံးဖြစ်လာခဲ့တာဟာဒါကိုပြည်သူကိုယ်တော်မှနင်တို့မငဲ့ညာနိုင်ဘူးအဲ့ဒါနံပါတ်1အချက်နင်တို့အညွတ်ပညာရှင်တွေပြောတာနံပါတ်2အချက်ကကျမတို့ရဲ့တော်လန်ရေးကလည်း9နှစ်တောင်ကြာလာပြီဆိုတော့တစ်ခါကိုလည်းပြန်စဉ်းစားရမယ် ဟုတ်လားအတော်လည်းရေးဆိုပြီးတော့တရားမှာတရားရာခိုင်နှုန်းလုံးမှန်တယ်လို့ကျမမပြောဘူးเนาะအဲ့တော့ဟိုဟိုဖက်ကိုလည်းပြင်ကြည့်ရမယ်ဒီဘက်ကျမတို့တော်လည်းရေးကြာမြင့်လာတဲ့အတွေ့သူတို့ကလည်းနေရတာကိုကြောက်ရတယ်ဟလာအဲ့တော့နေရတာကိုပဲကြောက်တည်ဖြစ်စီမကြောက်တည်ဖြစ်စီတူတူနဲ့တုတ်တုတ်ပဲကျမတို့ကကျူပင်ကိုတတ်သိရှိလို့စပြီးတော့ခုတ်ခဲ့ပြီအဲ့တော့ကျူအငုတ်ကထားเสียဘာအကြောင်းမှမရှိဘူးဟလာကျမလည်းအမြဲတမ်းပြောတယ်ကျူငုတ်ကိုခုတ်ရင် ဟလာကျုံအပင်ကိုခုတ်ရင်ကျုံအငုံမထားနဲ့ကျုံစိမ်းကိုခုတ်ရင်ကျုံစိမ်းအငုံမထားနဲ့အခုလဲကျူပင်ကိုခုတ်ခဲ့ပြီးပြီးကျုံကျူပင်ရဲ့အငုံကိုမထားနဲ့ထားเสียပါအကြောင်းမရှိဘူးဘိုးချုပ်အောင်ဆန်းလက်ထက်ကလည်းဒီလိုကျူပင်ကိုခုတ်ပြီးကျုံအငုံတွေထားခဲ့လို့အခုကျမတို့တွေကျုံတက်ဆူပြီးစောက်ကျိုးနဲ့မောက်ထိုးလဲ ကိုဂျိုးနေရတဲ့အစ်စ်ကိုရောက်တာကိုတော်လန်ကြီးလုံနေတဲ့သူအပေါင်းအလုံးသိစေချင်တယ်ခဏလေးရန်အောင်အင်ချီကိုသွားပြီးတော့ဘုံခွဲပြီးတော့တတိပေးလိုက်တာတတိပေးစရာဘာအကြောင်းမှမလို့တခါတည်းအပြက်ရှင်းတခါတည်းအပြက်ရှင်းဒီအချိန်မှာတစ္ဆပေါက်ဆိုတာမထားတင်တော့ဘူးသိလားတစ္ဆပေါက်ဆိုတာမထားတင်ဘူးဘာပဲဖြစ်ဖြစ်ရှင်းစရာရှင်းရင်တခါတည်းရှင်း ။ဘာဖြစ်လို့လဲ။အကြံဖက်စစ်ကော်မရှင်မှရင်းတို့၏အတုအယောင်ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ရန်ရည်ရွယ်ရိုက်ကူးသည့်ခေတ်သမိုင်းကိုဒုံဆိုင်မိသူများအမည်ရှိစကားသည့်စစ်တပ်ပိုင်းမြဝတီ channel နှင့်လူမှုကွန်ရက်များမှတဆင့်ထုတ်လွှင့်ပြသခဲ့ရာရင်းစကားတွင်ပါဝင်သည့်နေတိုးမြင့်မြတ်နေဝင်အေဂျင့်မှချူလေးမေမြင့်မို့အောင်ခိုင်စသည့်နာမည်ကြီးတရုတ်ဆောင်များမှပြည်သူများ၏ပြင်းထန်သောဝေဖန်မှုနှင့်ရာသက်ပံဘွိုင်းကောလုပ်ဖို့တောင်းဆိုမှုများနှင့်ရင်ဆိုင်နေရသည် စကား၏ policy နှင့်ပုံဖြတ်မှုများရွေးကောက်ပွဲအမွန့်တင်ခြင်းစကားသည်စစ်ကောင်းဆောင်၏ရွေးကောက်ပွဲအရေးပါပုံကိုအတုံးလိုက်အတလိုက်ဝါဒဖြန့်ထားပြီးဂင်းကိုကဘာကဘာသိရှိနေကြောင်းမှားယွင်းစွာဖော်ပြခဲ့သည့်ချင်းချောက်မှုများရွေးကောက်ပွဲကိုဝေဖန်သူများအားထောင်ကြမည်ဟု ကြားအဟံဖြင့်ချင်းချောက်ထားသည့်ဇက်ဝင်ကမ်းများပါဝင်သည့်တော်လန်ရေးပုံဖြတ်ခြင်းတော်လန်ရေးကြောင့်ပြည်တွင်းငြိမ်းချမ်းရေးပျက်စီးရကြောင်းဘုံထောင်ခြင်းသည့်တော်လန်ရေးမဟုတ်ကြောင်းစသည့်ဇညုံများဖြင့် ပြည်သူတော်လှန်ရေးကိုနှိမ်ချပုံဖြတ်ထားသည့် CDN ကိုပုတ်ခတ်ခြင်း NaN CDN ဝန်ထမ်းများ၏အခန်းကဏ္ဍအရေးပါကြောင်းဝါဒဖြန့်ထားပြီး CDN ဝန်ထမ်းများနိုင်ငံရေးစိတ်ဝင်စားသူများနှင့်မီဒီယာများကိုခတ်ပေါ်ပေါ်ဟာတာတဖွဲ့ပုံစံများဖြင့် ပုတ်ခတ်ထားသည့်ဝေဖန်မှုအ திக အကြောင်းရင်းများစကားတွင်ပါဝင်သူအများစုသည်2020ခုနှစ်အာနာသိန်းစုကလူလူတပိတ်ပွဲများ၌ CDN ကိုထောက်ခံခဲ့သူများဖြစ်ကြပြီးယခုအခါစစ်တပ်နှင့်ဆက်နွယ်သောထုတ်လုပ်ရေးများတွင်စစ်အုပ်စုအလို့ကျဝင်ရောက်ရိုက်ကူးနေခြင်းကြောင့်ပြည်သူများကဒေါသတကြီးဝေဖန်လျက်ရှိသည့် ရှင်တို့ဒီလိုပဲဟိုနေရာလေးမှာဘုံဖွဲပြီးသူတို့သတိပေးလိုက်ဘုံဖွဲပြီးသွားပြီးသတိမပေးနဲ့ပြားအောင်တော့မှပဲသူ့ကိုဒုံးနဲ့သွားထိုးရင်ထိုးတဲ့အချိန်နဲ့ပွာတာနောက်ပြီးရင်သူတို့ကပြန်ပြီးတော့ဆုတ်သွားတာပဲခုလည်းဒီလိုပဲရှင်တို့ကျုံအပင်တောင်မှပဲခုတ်ပြီးပြီးကျုံအငုတ်ကိုမထားနိုင်လို့ပဲကျွန်မပြောချင်တာနင်တို့ဇလံဇက်ွက်တွေထဲမှာပြောနေတဲ့သကလုံးအလုံးတိုင်းအလုံးတိုင်းကိုနင်တို့တူးချင်းတယောက်ချင်းတာဝန်ယူနော် မတော်ကဂျွန်စိန်အပင်ကိုစခုတ်နေပြီเนาะအဲ့တော့ဂျွန်စိန်ရဲ့အငုတ်တွေကိုဒီတစ်ခါထားမှမဟုတ်တော့ဘူးเนาะနင်တို့ပါနင်တို့ဘလောက်ပဲနာမည်ပဲကြီးကြီးဘာပဲဖြစ်ဖြစ်ဟာလာဒီတော်လန်ရေးမှာအဖေနဲ့သာသမီးနဲ့အမေမောင်နဲ့နှမဦးလေးနဲ့ဒေါ်ကြီးဆိုတာမရှိဘူးအမှန်တရားရဖို့ပဲလိုတယ် ဟုတ်လားအဲ့တော့ဂျုံစိအပင်ကိုစခုတ်ပြီးဆိုရင်ဂျုံစိရဲ့အငုတ်ကိုတော့ထားမှာမဟုတ်ဘူးရှင်းရှင်းလေးပဲเนาะအဲ့ဒီတော့အာနေလို့အခုပြောနေရပါလဲအဲ့ဒါရွေးကောက်ပွဲကိုလာရှင်ပြိုင်မှာဆိုတော့လည်းမရှင်ပြိုင်ဘူးတဲ့ရွေးကောက်ပွဲလုံးတော့လေတဲ့အဲတရားမဝင်ရွေးကောက်ပွဲလို့ပြောတယ်ဒါဆိုရင်နေတို့ရဲ့ဗဇက်ပောက်ဒီက2021တုန်းကပြည်သူအာနာပြည်သူပြန်ပေး ဟာလာစစ်အာဏာရှင်ကြရှုံးကြီးတို့အရေးပါလို့နင်တို့ဗဇက်ပေါက်တွေကဘာဖြစ်လို့អော်လာခဲ့လာလဲပြောစမ်းပါအောင်အဲ့ဒီတုန်းကနင်တို့မအော်ခဲ့ဘူးနင်တို့ပါနင်တို့နင်တို့အခေါင်းထဲမှာနင်တို့ငြိမ်နေခဲ့ပြီဒီနေ့ဒီအချိန်ခါမှာနင်တို့ဒီလိုမျိုးထလောက်တယ်ဆိုရင်ထားလိုက်အောင်အဲ့ဒီနေ့အချိန်ခါတော့နင်တို့ပဲလမ်းပေါ်ထွက်ပြီးနင်တို့ပဲអော်ခဲ့တာလေးထိတ်ဆုံးမှာဟမ်အဲ့နေတို့တို့ဘာတို့အကုန်အကုန်အကုန်ဟမ်နင်တို့ပဲអော်ခဲ့တာလေး အခုခါကျတော့တခါရွေးကောက်ပွဲတဲ့ဟဲ့ဒါကြောင့်လူကြီးတွေကပြောတာအပြောင်းလဲမြန်တဲ့သူတွေကကိုကြီးတရားမကောင်းတဲ့သူတွေကတာအပြောင်းလဲမြန်တာဆိုတာမှန်တယ်သိလားနော်အချောင်သမားတွေကခစ်တိုင်းမှာရှိတယ်တဲ့ရှေးလူကြီးတွေပြောခဲ့တာနော်ပွဲလိုက်လုံးဖြာခင်းတဲ့လူကလည်းခစ်တိုင်းမှာရှိတယ်အချောင်သမားတွေကလည်းခစ်တိုင်းမှာရှိတယ်တဲ့နော်ခုတော့နင်တို့ကပွဲလိုက်လုံးပွဲလန့်နေတော့ကြာလေနင်တို့ကဖြာဝင်ခင်းတယ် အခုကျတော့လေနင်တို့ကအချောင်သမားပြန်လုပ်တယ်ဆိုတော့နင်တို့စဉ်းစားပဲကြည့်ပါနင်တို့မျက်နာတွေကဒီလူသူလေးပါရဲ့အရှိမောင်နင်တို့ထွက်လာရဲတဲ့တတိယတော်တော်တန်တန်ဆောက်ရှက်မဟုတ်ဘူးကြားလားတော်တော်တန်တန်ဆောက်ရှက်မဟုတ်ဘူးနော်ပါလေဘုံခွဲတာတဲ့ဘုံခွဲတာဆိုတော့အဲ့ဒီအောင်ခိုင်ဆိုတဲ့အဖိုးကြီးဆိုငါတို့ထက်တောင်ကြီးသေးတယ်သေကန်နီးနေပြီဟာလာနင်တို့တွေကြံတဲ့ဟာဆိုငါတို့တွေเนี่ยအသက်တွေက level လောက်ပဲ30 40တွေဖြစ်နေပြီ ဟာအဲ့တော့ငါတို့တိုင်းရင်းသားပြည်နယ်တွေဖက်မှာဘယ်လောက်ဆင်းရဲတယ်လဲဘယ်လောက်မွဲတည်တယ်လဲဆိုလို့ရှိရင်ဟိုဆေးရုံလည်းမရှိဘူးဆေးကန်းလည်းမရှိဘူးကြောင်းလည်းမရှိဘူးမီးလည်းမရှိဘူးရေလည်းမရှိဘူးကိုကိုရှာတော့ကိုကိုရှာထောင်းကိုကိုဒီလိုပြည်သူတွေနားကမှနင်တို့ကချွတ်ချုံညနေတဲ့ပြည်သူနာနင်တို့တရားစု90စုဟာလာနင်တို့ထုတ်လိုက်တဲ့ဇာတ်ကားလေးကိုသွားကြည့်တဲ့ပြည်သူတွေရဲ့မျက်နှာကိုပဲနင်တို့ပြန်ကြည့်ပါအောင်ဟမ်နင်တို့ အမှုပညာရှင်တွေပြောပါတယ်။ငါတို့ကဘာလဲလို့လာမမီးနဲ့ပြည်သူကနင်တို့အမှုပညာရှင်ရဲ့နင်တို့အမှုပညာရှင်တွေရဲ့ထမင်းရှင်ပဲ။ကြားလား။အဲ့ဒီနေတိုးတို့အဲ့ဒီအောင်ခိုင်တို့နော်နောက်ကပိုကောင်မလေးတွေဆိုရင်နေတို့တောင်ပိုတောင်သိအောင်မယ်တော့ခိုင်ပြီမှာဘယ်လောက်တောင်စစ်တွေဖြစ်နေလဲ ဘယ်လောက်တောင်ဒီနေလို့ဘုံငုံနေတဲ့မအားလားဘယ်လောက်တောင်ဒုက္ခပေးထားပြီလဲဆိုတာနေလို့ထမင်းစားလိုက်ကြလားထမင်းစားရင်နေလို့အဲ့ဒီအတိတ်တရားတွေဝင်လာမယ်နော်နေလို့ထမင်းမစားလို့နေလို့အတိတ်တရားမဝင်တာသိလားနော်နေလို့ဘာမှတကယ်မှစံကုန်မြေလေးအစ်စ်တီနေလို့ကလေသိလားအညွတ်ပညာရှင်မဖြစ်ရဘူးအစကလေးကလေနေလို့စစ်တက်ထဲကိုဝင်ရမှာတိလားဟိုဖြူဟာမှုတွေတက်စိတ်မှုတွေတက်ရင်မှုတွေတက်ခွဲမှုတွေဒုအရာခံမှုတွေစီကျူကြီးတွေတွေ့တော့မှလားတော့ခိုင်းပြီးမှ ခွေးအကောင်ပေါင်း100ကျော်ဂန်းဂန်းကန်းလို့လားအဲ့ဒီအထဲမှာနေတို့တူလုံးပါသွားရမှာနေတို့အညုပညာရှင်မဖြစ်ရဘူးနေတို့ကဒီစစ်ခွေးတက်တယ်ဝင်ရမှာအခုချိန်နေတို့စစ်ခွေးတက်တယ်ဝင်လိုက်လေနေတို့အချိန်ရှိသေးတယ်ဝင်လိုက်ကြပါလားအဲ့ဒီဇက်ကမြိုက်ခဲနဲ့အဲ့ဒီထဲကိုဝင်ပြီးတော့နေတို့ငါတို့ကိုပြန်တိုက်ဖို့လှုပ်လိုက်ပါလားနေတို့ဇက်ကလှုပ်နေနေတောင်မှပဲဟဟလာဟိုလမင်းကိုခွေးဟောင်နေတယ်လို့မျိုးတောင်ဖြစ်နေအောင်ပဲပီသူလက်မခံရင်